ာဖွင့်ရမှပြန်လဲကြိုးဆိုပါရစေဒီနေ့အလုံးလာစမတဲ့အကြောင်းနဲ့ပဲလာပြောပြမှာဖြစ်ပါတယ်ပေါ့နော်ဒီနေ့အားတဲ့အချိန်လေးနဲ့နည်းနည်းလေးအခွင့်ယူပြီးတော့မှလာပြီးတော့ရှင်းပြမှာဖြစ်ပါတယ်နော်အလုံးလာစမတဲ့အခါကျရင်ဘာလို့တွေရလဲဘလို့စမရလဲဆိုတာကိုပဲလာပြောပြမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အာနံပါတ်၁က A follow up ဖြစ်ပါတယ်ရှင် A follow up ပါတယ်လောက်ရမလဲဆိုလို့ရှိရင် A သက်ရှင်ရောက်လို့ရပါတယ်ပြလို့ရှိရင်ခွန်တို့သက်ရှင်ရောက်ရပါတယ်ပေါ့နော်ဒါမှမဟုတ် အာကလင်ထိန်းเนาะကလင်နဲ့ထိန်းပြီးတော့အာအေးတရှင်လဲတွဲလို့ရတာလို့ရဖြစ်ပါတယ်ရှင်ဟုတ်ကဲ့နံပါတ်2အချက်ကတော့ကလင်ထိန်းလို့ပဲဖြစ်ပါတယ်ရှင်เนาะကလင်ထိန်းလို့ကတော့အမျိုးမျိုးသားသားပဲရှိပါတယ်ရှင်ကလင်ထိန်းလို့ကကြတော့ဗာလေလို့ရမလဲဆိုလို့ရှိရင်အာကလေးမွေးမွေးခါစားကလေးထည့်ရတာလည်းရှိတယ်ဒါမှမဟုတ်အာចောင်းသွားတတ်တဲ့အရွယ်လဲကလေးကိုထည့်ရတာလည်းရှိပါတယ်နောက်တစ်ခုဒါမှမဟုတ်တော့ အာကလေးကိုအစားအစားစားလုပ်ကြရတယ်ပြီးလို့ရှိရင်ကလေးတဲ့အတူနေအတူစားရတဲ့အလုပ်ကြည့်ရှိပါတယ်ရှင်ဟုတ်ကဲ့ဒါကနံပါတ်3ပေါ့နော်နံပါတ်3ကကျတော့တက်ကြီးရဲ့ဦးကြည့်တဲ့အလုပ်ပဲဖြစ်ပါတယ်ရှင်တက်ကြီးရဲ့ဦးကတချို့တက်ကြီးရဲ့ဦးကကျတော့နော်သူတို့သူတို့ဗလဲလာရှောက်လဲမတတ်တော့ဘူးပေါ့နော်အဲ့ဒါကြောင့်မို့တချို့အတက်ကြီးရဲ့ဦးတွေကသွားပြီးတော့အတူနေအတူစားအလုပ်တွေအာအဲဆိုတော့ညာသူတို့နဲ့ဝင်ရအောင်စလုပ်ပေးရတဲ့တက်ကြီးရဲ့ဦးလည်းရှိပါတယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါဒီ တိမ့်စိတ်သူတို့ကိုမျိုးထဲပဲထင်ရတာလည်းရှိပါတယ်ရှင်။ဟုတ်ကဲ့နံပါတ်၄ကကြတော့ဆက်ရလို့ပဲဖြစ်ပါတယ်ရှင်။မြန်မာပြည်သားတော်တော်များများလောက်ရတဲ့အလို့တွေကကြတော့မြန်မာပြည်သားတော်တော်များလောက်ရတဲ့အလို့တွေကကြပါတော့ဆက်ရလို့ပဲဖြစ်ပါတယ်။နောက်တစ်ခုကကြတော့စပွဲထိုးပေါ့နော်။နောက်တစ်ခုကကြတော့ဈေးရောင်းပေါ့နော်။ပြီးတော့အလို့တွေတခြားအလို့တွေလည်းအများပြားရှိပါသေးတယ်ဟုတ်ကဲ့။ โอเคအဲ့တော့စာဖွေရုံမှာဆိုလို့ရှိရင်အလုပ်တွေအများပြားပဲရှိပါတယ်အလုပ်လည်းအမျိုးစုံပဲရှိပါတယ်ပေါ့နော်အာအသွားအပြာအလုပ်လည်းရှိတယ်သထေးတဲ့အတူတဲ့အတူစားတဲ့အလုပ်လည်းရှိပါတယ်မိကလေးအစွဲရရောက်စားလေးအစွဲရအလုပ်တွေအများကြီးရှိပါတယ်ဒါပေမဲ့ရောက်စားလေးအစွဲနည်းနည်းအာမိကလေးထက်ပိုပြီးတော့နည်းနည်းနည်းတယ်ပေါ့နော်ဟုတ်ကဲ့တကယ်ကျတော့ဒီဗီဒီယိုဖိုင်လေးကို support ကြရတဲ့ဆိုလို့ရှိရင်တစ်ချက်လောက် share တော့ပြုဖို့ပြပါနော်တချို့တကယ်ကြီးတွေ့ရအောင်ဟုတ်ကဲ့အာအခုလို့ကြည့်ပေး